ထမဆုံးသူတို့ထိတ်စီးပေးနေတာတခုရှိတယ်ဗောနော်အဲ့ကောင်ကျွန်တော်ရေးကြည့်တော့ဘယ်နေစားပြီလဲဒီကိုရေဒီ9 3ညရဲ့ပေါင်းခြင်းอ่ะဒီလိုပေါင်းခြင်းတော့4ဗောနော်4ဆိုတော့ဒီမှာ4လာပြီနောက်တစ်ခုကဒီ9ရေဒီက9 1ရေပေါင်းတော့ ီ991ပေါင်းရင်1ဆိုတော့1ဆိုတော့ဒီမှာ1တခါဒီမှာ9ရေဒီ81ရေပေါင်းရင်8เนาะ8အဲ့တော့8ဒီတခါဒီမှာဆိုရင်6ရေဒီက88ရေပေါင်းရင်88ပေါင်းရင်6 6နဲ့6နဲ့ပေါင်းလို့1တော့48 1ဆိုပြီးအဲ့လိုထိပ်သေးတွေပဲပေးထားတာက၄ဘွဲရှိသွားပြီပေါ့နော် အဲ့တော့ငားပွဲပေးမလားဗောနောငားပွဲပေးမယ်ဆိုရင်ဒီမှာ658ပေါင်းချင်းကသူက6ဆိုပြီးရတယ်เนาะဆိုတော့6ထိပ်ဗောနော6ထိပ်ဗောငားပွဲပေးမယ်ဆိုရင်6ထိပ်658ပေါင်းချင်းက6ထိပ်ကဲဟုတ်ပြီအဲ့တော့6ထိပ်ရှိမယ်နောက်တစ်ခုကကြတော့နောက်တစ်ခုကဒီမှာပဲချက်ကြည့်မယ် ဒီမှာသူကလည်းထိတ်ပေးတယ်ဗောနော်ထိတ်ပေးတယ်ထိတ်နှလုံးတဲ့ကဒီအနီနဲ့ဖြာဒီ359ပေါင်းတော့400เนาะ49ဆိုပြီးတော့ပါဝါယူလိုက်မယ်49နှလုံးကသူကဒီမှာထိတ်ပေးတယ်တော့ဒီမှာ41မှာလာပေးတယ်တခါဒီမှာ25 9ပေါင်းတော့9ပေါင်းချင်း6 61ထိတ်နော် ကျောက်တစ်ထိတ်ကဒီမှာ78မှာလာပြီเนาะ78မှာလာပြီတယ်တခါဒီမှာဆိုရင်396 396ပေါင်းလဲเนาะ396ပေါင်းခြင်းကအဲ99ပေါင်းခြင်း8 83ထိတ်ပေါ့เนาะ83ထိတ်ဆိုတော့အဲ့မှာဒီမှာ88မှာလာပြီတယ်နောက်တခါ396ပေါင်းလို့1 1ခွန်ထိတ်ပေါ့เนาะမနေ့ကဆိုတာ1ခွန်ထိတ်1ခွန်ထိတ် တော့မရေရတာဆိုရင်ဒီမှာဒီမှာနှစ်ထိပ်နှစ်နေဆိုနှစ်နှစ်ပိုင်းယူလို့ရဒီမှာဆိုလည်းရှစ်ရှစ်ရှစ်ပိုင်းယူလို့ရနော်ဒီမှာဆိုတရတရဆိုတော့တစ်ပိုင်းယူလို့ရဒီမှာဆိုလေးလေးဆိုလေးပိုင်းယူလို့ရဒါပေမဲ့ဒီနေ့မှာကျတော့သူကကွဲသွားတယ်အခုကဒီနေ့မှာကျတော့ကွဲသွားတယ်ဆိုတော့ဘလို့ကွဲသွားလဲဆိုတော့ဒီမှာ၈၅ထွက်တဲ့ခါကျတော့6နဲ့ပေါင်းတယ်။ဒါဆိုတော့900 9လေးထိပ်ဟုတ်ပါဘူး9မရ ငါးချောက်ပေါင်းတော့อืมမကွဲဘူးတူတယ်ဟောနော်ဒီကောင်လည်းလာတူတယ်ဒီငါးချောက်ပေါင်းတော့ငါးချောက်ပေါင်းတော့1 1နဲ့1နဲ့ပေါင်းတော့9နော်မကွဲဘူး9လေးထိပ်ဒါဆိုတော့ထိပ်ကကွဲမတော်ဘူးနော်အဲ့တော့ဒီဟာကိုထင်သာမြင်သာအစိမ်းလေးနဲ့ပြပေးမယ်ဒီမှာ၄9၄နှလုံးထိပ်ယူတယ်ဒီမှာက၄ဘိုင်းရှိတယ်အဲ့တော့၄၄ဆိုတော့၄နှလုံးလာတူတယ်ဗျာ၄ထိပ်တစ်လုံးပဲအ ထပ်သွားတယ်ဒီမှာ၄เนาะဒီမှာ၄အစိမ်းနဲ့ဒီမှာ၁ဒီမှာ၆တစ်ထိပ်ဒါဆိုတော့ဒီတစ်တလုံးလေးပဲယူပြီးထွက်သွားတယ်เนาะအဲဒီမှာ၈၈ဒီမှာ၈၃ထိပ်ဆိုတော့၈တလုံးလေးပဲယူပြီးတော့ဒီမှာ၈၈၈မှာထွက်သွားတယ်ဒီမှာက၂ဒီမှာက၂ခုဆိုတော့၂တလုံးလေးပဲယူပြီးတော့သူကဒီမှာ၂၂၅မှာထွက်သွားတယ်เนาะအဲ့လိုမျိုး၄ဘွဲတော့မှန်ထားတယ် နော်၄ဝဲမှန်နေ၅ဝဲကိုဆက်ပေးမယ်ဆိုရင်ဒီမှာက9နော်ဒီမှာက9လေးဆိုတော့ကျွန်တော်တို့က9လေး9တလုံးနဲ့ဟိုပဲထိတ်ကန်ရမယ်ပေါ့နော်9တလုံးနဲ့ဟိုထိတ်ကန်ရမယ်9တလုံးနဲ့ဟိုပဲထိတ်ကန်ရမယ်ဆိုတော့9ဒီကျွန်တော်တို့ထိတ်နော်9ဒီထိတ်တလုံးထိတ်တလုံး ချိတ်ပေါ့နော်ကိုတလုံးနဲ့ပဲကျွန်တော်ဒီမှာတူလာတွေပဲပေးတာ၄၁၄၁၈နှစ်နော်၄၁၈နှစ်တူလာတွေပဲပေးအဲ့ဒီမှာလဲကိုဒီမှာလဲကိုအဲ့တော့အဲ့တော့ကျွန်တော်တို့ကကိုထိတ်ရပြီပေါ့နော်ကိုထိတ်ရပြီအဲ့တော့နောက်ပိတ်ကဏ္ဍကိုတစ်ချက်ကြည့်ကြမယ်ကိုထိတ်ပေါ့နော်ကိုထိတ်ရပြီနောက်ပိတ်နောက်ပိတ်ကဏ္ဍနောက်ပိတ်ကဏ္ဍ ကြည်ရင်လည်းရတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့နောက်တစ်ခုကြည်မယ်ဆိုရင်6 5ပေါင်းချင်းက8เนาะ8အဲ့ဒါ8ကအဲ့ဒီ8ကဒီမှာကြတယ်เนาะဒီမှာကြတယ်တခါ611ပေါင်းချင်းကလည်းတဲ့အာ611ပေါင်းချင်းကလည်းသူက8ပဲเนาะ8ပဲအဲ့ဒီ8ကလည်းဒီမှာကြတယ်နောက်တစ်ခါကျွန်တော်ဒီမှာ6 8 ရှိရှိပေါင်းလို့နှစ်နှစ်နဲ့6နဲ့ပေါင်းလို့နှစ်เนาะရှိရှိနှစ် sorry အဲရှိရှိနှစ်ဆိုနှစ်ကားဒီမှာကြာတယ်ဒါဆိုရင်ဒီနေ့ညနေကိုဒီ line ကျော်ဆက်ပေးဦးမယ်ဆိုရင်ပေါ့နော်ဆက်ပေးဦးမယ်ဆိုရင်လည်းပြောရတာပေါ့ဒီခါလေးကျတော့လေ၃ပင်နဲ့ပြီးသွားတာမျိုးလည်းရှိနိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာ9နှစ်8ပေါ့နော်8နှစ်9ပေါင်းတော့ဘာရလဲဆိုရင်9ဆိုလာရတယ်35ကကျွန်တော်ပြီးနိုင်တဲ့အလားလားအာပေါ့နော် ေးနိုင်တယ်ပေါ့နော်ပေးနိုင်တယ်ပဲအဲ့လိုပဲပြောရအောင်အဲ့တော့ဒီမှာ၅ဘိုင်ဆိုတာလေးတခုတွေ့ရတယ်ပေါ့နော်၅ဘိုင်တွေ့ရတယ်အဲ့တော့ခုနကတော့၉နဲ့ကင်လည်းရတယ်ပေါ့နော်၉၅ထိုးရင်လည်းရတယ်နော်၉၅အော်ထိုးရင်လည်းရတော့၅ဘိုင်ဒါကထင်တာတခုလည်းပဲရှိသေးတာပေါ့နော်နောက်ထပ်ကျွန်တော်တို့မှာကအာဖြစ်နိုင်ကြီးအပိတ်တွေပေါ့နော်လိုက်ကြည့်ရအောင်လိုက်ကြည့်ရမယ်ဆိုတော့ လိုက်ကြည့်ရမယ်ဆိုတော့ဘယ်လိုလဲပေါ့နော်ဘယ်လိုလဲဆိုရင်ဒီမာကတဲ့ဒီအဝိုင်းနဲ့ပြရတာပဲကောင်းမယ်နော်အဝိုင်းနဲ့ပြမယ်3နဲ့ဒီက2ပင်ကျော်ပြီး8နဲ့3နဲ့8နဲ့2ပင်ကျော်ပြီးတော့ရှင်နဲ့ဒီလိုမျိုးသွားတယ်3ရှစ်ပေါင်းချင်းကတဲ့သူက1ပါတဲ့နော်3ရှစ်ပေါင်းချင်း1ဆိုရင်နဲ့ဒီမှာ2နဲ့တဲ့ဒီက2နဲ့ဒီက8နဲ့ပေါင်းချင်းရလဲတဲ့3ညပါတဲ့နော်3ညပါ ဒီတုံညာယော့သွားတယ်နော်ယော့သွားပြီးတော့ဒီက၄နဲ့ဒီက၅နဲ့ပေါင်းရင်ရလဲ၉ပါလဲယော့သွားတယ်နော်၉ပါဒီတုံညာ၉ဒါဆိုတော့စီနီယာအောက်ဆင်းသွားတာပေါ့လို့မြန်အောက်ဆင်းသွားတော့နော်အဲ့တော့၈ပဲလာတော့မှာပေါ့နော်ဒီမှာ၈ဖြစ်ရမှာပေါ့၈ဖြစ်မယ်ဆိုရင်ကျွန်တော်ဒီက၁ရှိတယ်ဒီမှာဘာထည့်ရခွန်ထည့်မှသာလင်းကျွန်တော်တို့၈ဖြစ်မယ်နော်အဲ့တော့ခွန်အပိတ်ဆိုတာတခုစပြီးတော့ရတယ်နော်ခွန်ပိတ်ဆိုတာတခုရတယ်နော် ဟောဒီမှာဒီကဏ္ဍအရဆိုရင်ခွန်အပိတ်ဒါစီနီယာလေးပြီးမယ်ဆိုရင်ခွန်အပိတ်ရှိရယ်နော်ခွန်ပိတ်ရှိခွန်ပိတ်ရတယ်ကဲပြီးရောနောက်တစ်ခုနောက်တစ်ခုကကြာတော့ဘယ်လိုမျိုးလဲပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်တော့နောက်တစ်ခုကကြာတော့ဒီမှာတဲ့3ည9တပေါင်းရင်3ညရတယ်နော်3ည9ဆိုပြီးပါဝါတခါလေးယူထားလိုက်အဲ့လို3ည9ဖြစ်လို့တဲ့ဒီမှာ သူကဘလို့ပြက်လဲဆိုဒီမှာ3ညရဲ့2ရဲ့8ရဲ့ပေါင်းညရဲ့3ညရဲ့ဒီ3ညเนาะအဲ့3ညတခါကျွန်တော်တို့ဒီမှာ95ပေါင်းတော့30 10နဲ့8နဲ့ပေါင်းတော့8ပေါ့ဗျာเนาะ38ဆိုပြီးယူရ38ဖြစ်ရမယ်38ဖြစ်ဖို့အတွက်ဆိုရင်လည်းဒီမှာဒီ2 3နဲ့ဒီက8နဲ့ပေါင်းတော့တဲ့8 3 2 3နဲ့8နဲ့ပေါင်းတော့3ဖြစ်တယ်เนาะ3ဖြစ်တယ်เนาะတခါကျွန်တော်ဒီမှာ198ပေါ့ဗျာ198ပေါင်းလို့8ရတယ်အဲ့တော့83ဆိုပြီးယူရမယ်เนาะ8 3ဆိုပြီးပါအဲ့တော့ဘယ်လိုဖြစ်သွားလဲကြည့်မယ်ဆိုရင်ကျွန်တော်ကြီး3 3ရနဲ့ဒီက9နဲ့ပေါင်းတော့ဒီ10ဖြစ်တယ်เนาะအဲ့တော့သူကထိတ်ကအလုံးနေပဲပေးနေတာလားသူယူဆရင်လည်းရတော့ရတယ်เนาะထိတ်ကအလုံးနေပဲပေးနေတာလားလို့ယူဆမယ်ဆိုရင်လည်းရတော့ရတယ်เนาะဒီမှာ9 3ရ1တုံးကဒီမှာအယောင်လေးနေနဲ့အနေမှာဒါပြီးမှပဲအဲ့ဒါကိုစဉ်းစားပြီးမယ်เนาะဒီအောင်ရင်မဲ့ဆက်သွားတယ်အဲ့တော့6 6 5 6 6 5ဆိုတော့9ပေါ့เนาะ ကိုးလေးပေါ့ကိုးလေးယူရမှာနော်ကိုးလေးယူရမှာကိုးလေးဖြစ်ရမှာပေါ့နော်အဲ့တော့ဒီမှာကကျွန်တော်တို့ဒီ3ည8နဲ့ဒီကနောက်ပိတ်နဲ့ပေါ့ကိုးဖြစ်ရမှာဆိုတင်းနောက်ပိတ်ရှိမှာနော်တင်းနောက်ပိတ်ရှိမှာအဲ3ည8နဲ့နောက်ပိတ်နဲ့ပေါ့လေးဖြစ်ရမှာဆိုရင်ဒီမှာ6ရှိတော့6ထည့်ရမှာတစ်6ပိတ်ပေါ့နော်တစ်6ပိတ်တစ်6ပိတ်တစ်6ပိတ်ဆိုတော့ကျွန်တော်တို့အဲ့မှာနည်းနည်းပြန်စဉ်းစားကြည့်မယ်နည်းနည်းပြန်စဉ်းစားကြည့်မယ်အယောင်လေးချိန်ပြီးတော့ပြန်စဉ်းစားကြည့် ဒီយ៉ាងလေးပေါ့အဲ့တော့ဒီမှာတော့ငါ300ရယ်900ရယ်100ရယ်က300ရရတယ်300ဘာဝငါ305နှလုံးယူလိုက်တယ်အဲ့တော့ဒီမှာ302ရယ်100ရယ်ကအာဒီ300ဖြစ်တယ်เนาะဒီ300ဒဲဖြစ်တာเนาะပါဝါလုံးလေးလိုက်ဖြစ်လာကြည့်အောင်လေဒီမှာ99အာ998 998ကအော်ဒီမှာပါဝါလုံးလိုက်ဖြစ်တယ်998ပေါင်းခြင်းရ998ပေါင်းခြင်း100ရတယ်เนาะဒီ100ရအဲ့တော့ နောက်ဘက်ကကျွန်တော်နှလုံးယူมาဖြစ်တော့မယ်အစတော့တလုံးနဲ့ယူရင်ကောင်းမလားပေါ့တစ်တလုံးနဲ့ပဲယူရင်ကောင်းမလားဒဲဖြစ်မယ်ဆိုရင်တစ်တလုံးနဲ့ယူမယ်ဆိုရင်ရတာကိုကိုဖြစ်ဖို့အတွက်ဆိုရင်เนาะနောက်ဘက်ဒီကျွန်တော်တစ်6ခွန်ဆိုတဲ့အပိတ်ရှိရယ်เนาะတစ်6ခွန်ဆိုတဲ့အပိတ်ရှိသွားပြီအဲ့တော့အဲနောက်တစ်ခုကကျွန်တော်ကိုကထိတ်စီပေါ့နော်ကိုကထိတ်စီအဲ့တော့ညောကနန်းတွဲတော့ကနန်းတွဲတော့မယ်ဆိုညနေအတွက်ကကျွန်တော်ထိတ်စီကကိုထိတ်စီနော်ထိတ်စီဒီထိတ်စီဒီကျွန်တော်ထိတ်စီဒီ ိုးပေါ့နော်ထိတ်စီကိုးဆွဲခြင်းလဲဆွဲပေါ့ထိတ်စီကိုးကိုးနော်အဲ့တော့ကိုးတကိုးငါမိန်ပေါ့နော်ကိုးငါမိန်ကိုးငါမိန်ကိုးတမိန်နော်ကိုးတမိန်ကြိုက်လို့ကိုးတမိန်ကိုးတကမိန်အဲပြီးတော့ကိုး6နဲ့ကိုးခွန်ကဒူမိန်ကိုး6ဒူဒူမိန်ပြီးတော့ကိုးခွန်ကိုးခွန်ကဒူမိန် ဒူမိန်ပေါ့နော်ဒူမိန်အဲ့မှာမှာရန်ကျင်ရန်ကျင်ဘာတွေရန်လို့ရလဲဆိုရင်ခုနကတော့လုံးပိုင်လုံးပိုင်ငားတဲ့လုံးပိုင်ငားနဲ့အဲ့မှာရန်လို့ရသေးတယ်နော်ဘာတွေရန်လို့ရသေးတယ်ဆိုဒီမှာ main တွေဒူမိန်တွေပြီးတော့ရန်လို့ရသေးတယ်ဆိုရင်ဘာတွေရန်လို့ရလဲဆိုရင်ကျွန်တော်တို့ဒီမှာအနီလေးနဲ့ပြပေးမယ်ဘာရန်လို့ရလဲဆိုငားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျတော့55 91ရန်လို့ရတယ်เนาะ91 91เนาะ91ရန်လို့ရတယ်ပြီးတော့ 6ရရလို့ရတယ်ပြီးတော့9ခွန်ရရလို့ရတယ်เนาะဒါကတော့9လုံးပိုင်းနဲ့ထွက်ခဲ့မယ်ဆိုရင်ဒီ1ဘိတ်6ဘိတ်ခွန်ဘိတ်နဲ့လာတွဲပြီးတာပေါ့เนาะ9 1 9 6 9ခွန်ကဲအဲ့တော့ main ကိုကျွန်တော်ယူမယ်9 main 9 1 main เนาะ9 6 9ခွန်2 main ပြီးတော့ဒီထက်က9 1ဆိုတဲ့ကောင်းလေးကိုဒါလေးကိုလည်း2 main ထားလိုက်เนาะ9 1ကို2 main ထားလိုက်9 6နဲ့9ခွန်အရင်ထဲမှာပို့လိုက်โอเคအားလုံးကံကောင်းကြပါစေ